မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းပတ်စစ်ကောင်စီဘက်ကယာယီသမရမြင့်ဆွေဆိုသူဟာဒီကနေ့ဩဂုတ်လ9ရက်နေ့ကြားမှာတကယ်သေးသွားပြီလို့သူတို့စစ်တပ်ကိုတိုင်အတိအလင်းသတင်းထုတ်ပြန်လာပါတယ်ထိုင်းနိုင်ငံအတွင်းလစ်လက်သွားတဲ့ကမ်ဘောဒီးယားအလုပ်သမားတွေရဲ့နေရာမှာမြန်မာအလုပ်သမားတွေကိုထိုင်းလုပ်ငန်းရှင်တွေကအစားထိုးခန့်အပ်လာတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ် ပြမဆုတင်ဆက်ပေးခြင်းတဲ့တင်ကတော့အကျန်းဖတ်စစ်ကောင်စီဘက်ကယာယီသမရမြင့်ဆွေဆိုသူဟာဒီကနေ့ဩဂုတ်လ9ရက်နေ့ကြာမှတကယ်သေးသွားပြီလို့သူတို့စစ်တပ်ကိုယ်တိုင်ပဲအတိအလင်းသတင်းထုတ်ပြန်လာပါတယ်။မနေ့ကတော့မြင့်ဆွေဟာမသေးသေးပဲဒီနေ့မှတကယ်သေးသွားပြီလို့စစ်ကောင်စီကဆိုပါတယ်။ဩဂုတ်လ6ရက်နေ့ဖြစ်တဲ့မနေ့ကတော့အဲ့ဒီအကျန်းဖတ်စစ်ကောင်စီဘက်ကယာယီသမရမြင့်ဆွေဆိုသူဟာရန်ကုန်မြို့ကအမှတ်နှစ်စစ်စေးယုံကြီးဂဒင်းတထောင်မှာသေသွားပြီဆိုပြီး News of Myanmar Telegram Channel အပါအဝင်စစ်တပ်ရဲ့ Telegram Channel တွေကနေတပြိုင်နက်တည်းသတင်းထုတ်ပြန်လာပြီးတဲ့နောက်စစ်ကောင်စီပြောခွင့်ရအကြံဖတ်ဇွန်မင်းထွန်းကမြင့်ဆွေဟာမသေးသေးဘူးဆိုပြီးညင်းချက်ထုတ်ခဲ့သလိုဒီကနေ့ဩဂလ9ရက်နေ့ကြာတော့မှာပဲအဲ့ဒီရာယီသမရမြင့်ဆွေဆိုသူဟာတကယ်သေးသွားပြီဆိုပြီးစစ်ကောင်စီကိုယ်တိုင်ကပဲအတိအလင်းပြန်ပြီးထုတ်ပြန်လာပါတယ်စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာတော့ရည်သမရမြင့်ဆွေဆိုသူဟာမနေ့ကတော့မသေးသေးပဲဒီကနေ့ဩဂလ9ရက်နေ့မနက်၈နာရီခွဲဝင်းကျင်အချိန်မှသာ ရန်ကုန်မြို့ကအမှတ်နှစ်စစ်စေးရုံမှာတကယ်တည်သွားတာဖြစ်တယ်လို့ပြောထားသလိုအတုဘကတော့နိုင်ငံတော်ဇာပနလုပ်မယ်ဆိုပြီးတော့ပါသူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာပြောထားပါသေးတယ်အဲ့ဒီမင်းဆွေဆိုသူဟာအာနာရှင်ဟောင်းတန်းရွှေရဲ့လူယုံတဦးလည်းဖြစ်သလိုအာနာရှင်တန်းရွှေလက်ထက်2000ရွှေဝါးရောင်တန်ကတဲ့ပိတ်ကိုလည်းအဲ့ဒီအချိန်ကရန်ကုန်တိုင်းမှုအဖြစ်တာဝန်ယူထားတဲ့မင်းဆွေဟာ ဟန်ရှင်လူပြည်သူတွေကိုကိုယ်တိုင်ကွင်းဆင်းပြီးတော့ရရဆက်ဆက်အကြမ်းဖက်နှိမ်နှင်းခဲ့သူဖြစ်ပြီး2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာလဲမင်းအွန်လိုင်းအာနာသိမ့်ပြီးတဲ့နောက်သမရဥဝင်းမြင့်နေရာမှာအဲ့ဒီမြင့်ဆွေဆိုသူကမင်းအွန်လိုင်းရဲ့ရုပ်သိမ်းရုပ်ယာယီသမရအဖြစ်ပူပေါင်းခဲ့တာဖြစ်ပြီးအခုတော့သေပြီလို့သိရပါတယ်ခင်ဗျတဖက်မှာလေအေရီတိုင်းကငပူမြို့နယ်မှာ ပြည်သူတွေကိုစစ်တပ်ခေါ်ပြီးနှီးမျိုးစုံနှိပ်စက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်တောက်တိုင်အောင်အောင်ဆိုတဲ့သူပြစ်ခတ်ရှင်းလင်းခံရပြီးသေသွားပြီလို့ R14 UG အဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ဒါကတော့အင်္ဂလိပ်မြို့နယ်မှာပြည်သူတွေကိုစစ်တပ်ခေါ်ပြီးနှီးမျိုးစုံနှိပ်စက်နေတဲ့ဂျီပင်ဂျေရွာနေစစ်တပ်တောက်တိုင်အောင်အောင်ဆိုတဲ့သူကိုဩဂလ3ရက်နေ့ကပဲဒေါ်လာရေးပေါ်ရီကယူမအဆက်တနေရာမှာပြစ်ခတ်ရှင်းလင်းလိုက်ရမှာ1 by ပောက်ထွက်တရရနေဟင်္ဒရာစေယုံမှာပဲဩဂလ6ရက်နေ့ဖြစ်တဲ့မနေ့ကတည်းသေသွားတယ်ဆိုပါတယ်။ အဲ့ဒီစစ်တပ်တောက်တိုင်အောင်အောင်ဆိုတဲ့သူဟာဂျေဝါနီပြည်သူတွေကို PDF ထောက်ဖို့တွေလို့ပြောပြီးစစ်တပ်ခေါ်ဖမ်းဆီးနှိပ်စက်ခိုင်းတာတွေငွေညစ်တောင်းရန်တာတွေလုပ်နေုံနဲ့မကစစ်တပ်အားကိုနဲ့ပြည်သူတွေကိုနှီးမျိုးစုံအနိုင်ကျင့်ပြိနှိပ်ချင်းချောက်နေသူဖြစ်ပြီးအခုတော့သေပြီလို့ R14 UG အဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာလည်း မန္တလေးတိုင်းကငဇုံမြို့နယ်အတွင်းစစ်ကြောင်းထိုးလာပြန်တဲ့အကြပ်စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးပူပေါင်းတပ်တွေကအကြမ်းကြမ်းလိုက်လံပိတ်ဆို့တိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေတော်တော်ကိုများထားပြီးအထိနာနေတယ်လို့မန္တလေးခရိုင် BD ရဲ့အမှတ်၅တရင်ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့ပြီးခဲ့တဲ့ဇော်လိုင်လလက်လေပိုင်းကစပြီးမန္တလေးတိုင်းငဇုံမြို့နယ်အတွင်းစစ်ကြောင်းထိုးလာပြန်တဲ့အကြပ်စစ်ကောင်စီတပ်သားတွေကို မြို့နယ်ပြည်ထရေးတရင်တွေမြို့နယ်ပကပတက်တွေနဲ့နယ်မြေကန်တော်လိုင်းရေးပူပေါင်းတက်တွေကအချိန်ချင်းလိုက်လံပိတ်ဆို့တက်ခတ်ရမှာကုန်းလေခြေရွာနဲ့နှက်ကြီးခြေရွာဘက်တွေမှာပါတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်သားတွေနဲ့ပြူစော့ထီတွေဟာထိခိုက်သေးဆုံးမှုတွေတတ်တော်ကူများထားပြီးအထိနာနေကြသလိုလက်တော်သိရှိထားချက်အရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်25ဦးကအသေးသေးတေကုံကြပြီးဖြစ်တဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းအများပြားရှိထားကြပြီး ဒေါ်လန်ဟီဘက်ကလည်းရဲဘော်တဦးမြင့်မြတ်စွာအသက်ပေးလူတွားရတယ်လို့နောက်ထပ်ရဲဘော်၄ဦးလည်းဒဏ်ရာရထားတယ်လို့မန္တလေးခရိုင် PDF အမှတ်၅တရင်ရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့အချမ်းဖတ်စစ်ကောင်စီကလုံခြုံရေးတွေအထူးတင်းကျပ်ထားတဲ့ရန်ကုန်မြို့မှာစစ်တပ်လက်အောက်ခံရှူမီတာမြို့မှာရေစကန်ကိုရန်ကုန်မြို့ပြတော်လန်ရေးတပ်ဖွဲ့ကအဝေးထိန်းမိုင်းငယ်ပောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ the black line မြို့ပြတပ်ချတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တိကိုပြောပါတယ်။ဒါကတော့ ်ဩဂုတ်လ6ရက်နေ့ဖြစ်တဲ့မနေ့ကည7နာရီဝန်းကျင်လောက်မှာပဲရန်ကုန်မြို့ကစစ်ကောင်စီလက်အောက်ခံရွှေပြည်သားမြို့မှာရဲစခန်းကိုရန်ကုန်မြို့ပြတော်လိုင်းကြီးရဲဘော်တွေကဝေးထိန်မှန်နှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုပါလေအဲ့ဒီနောက်ဂျေလောင်နဲ့ပောက်ကွဲမှုအတန်တွေထွက်လာပြီးတာနဲ့စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့တွေကလမ်းတွေကိုယာယီပိတ်ပြီးည9နာရီလောက်အထိကိုတားဆီးစစ်ဆေးမှုတွေလုပ်သွားတယ်လို့လက်ရှိရန်ကုန်မြို့မှာစစ်ကောင်စီကလုံခြုံရေးတွေအထူးတင်းကျပ်ထားတဲ့ကြားက တော်လိုင်းရဲဘော်တွေကလည်းစစ်ကောင်စီနဲ့ပတ်သက်တဲ့နေရာတွေကိုမကြာခဏဆိုသလိုဖောက်ခွဲတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျတဖက်မှာတော့တင်းသာရီမြို့နယ်မှာရှိတဲ့ရဲသားပြည်သူတွေနေထိုင်ရာလဲတောင်ရာကျေးရွာကိုအကြံဖက်စကောက်စီတက်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်အသက်တစ်နှစ်အရွယ်သာရှိသေးတယ်။ကလေးငယ်တဦးသေဆုံးသွားခဲ့ရပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ကစ်တစ်ကိုပြောပါတယ်။ဖြစ်စဉ်ကတော့ဩဂုတ်လ9ရက်နေ့ညပိုင်းကပင် ဒင်းတိုင်းမြို့နယ်အတွင်းတဆွဲထားတဲ့အချက်ဖက်စစ်ကောင်စီတပ်သားတွေကတိုက်ပွဲဖြစ်ပွားမှုမရှိဘဲရသပီသူတွေနေထိုင်ရာလေတောင်ရာကျေးရွာကိုလက်နက်ကြီးနဲ့ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့တယ်ဆိုပါလေ။အဲ့ဒီမှာစစ်ကောင်စီကပစ်လိုက်တဲ့လက်နက်ကြီးကြီးဟာလေတောင်ရာကျေးရွာတွေကိုကြက်ရောက်ပောက်ကွဲခဲ့ပြီးပကတ်ထဲမှာအိတ်နေတဲ့အသက်တစ်နှစ်အရွယ်ကလေးငယ်လေးပါလက်နက်ကြီးကြီးစားထိမှန်ပြီးတေဆုံသွားခဲ့ရတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်ခင်ဗျ။တဖက်မှာတော့ ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်မှာတောင်ကျချောင်းရီစီစဉ်မှုနဲ့မြေပြိုမှုတွေအတွင်းတည်ဆုံးသူပြည်သူ71ဦးအထိရှိလာပြီးကုညီကဲဆဲရဲတွေလိုအပ်နေတယ်လို့ဒေသခံပြည်သူတွေနဲ့ပရိုက်တာကဲဆဲသမားတို့ကရန်ကုန်ခေတ်တကိုပြောပါတယ်။ဒါကတော့ဩဂုတ်လ3ရက်နေ့ကစပြီးကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်မှာမိုးတီးထန်စွာရွာသွန်းခဲ့ပြီးတဲ့နောက်ဩဂုတ်လ4ရက်နေ့နဲ့5ရက်နေ့တွေအတွင်းတန်တောင်ကြီးမြို့နယ်အနီးတစ်ဝိုက်တွေမှာတောင်ကျရဲတွေနဲ့မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီးလူသေဆုံးမှုတွေပါဖြစ်ပွားခဲ့တာပါ။ အဲ့ဒီမှာနေအိမ်အများပြားလဲမြေပြိုမှုတွေလဲပါသွားပြီးဩဂုတ်လ6ရက်ဖြစ်တဲ့မနေ့ကညနေပိုင်းအထိမြေပြိုမှုကြောင့်တေဆုံးသူပြည်သူ71ဦးထိရှိလာသလိုနောက်ထပ်ဒဏ်ရာရတဲ့ပြည်သူတွေလဲရှိထားတဲ့အတွက်အခုညီတွေလိုအပ်နေတယ်ဆိုပါတယ်တဖက်မှာလဲကုညီကေဇရီတချို့ရောက်လာပြီးမြေပြိုတဲ့နေရာတွေကိုရှင်းလင်းရေးလုပ်ပေးနေပြီမဲ့ဆက်ရန်နေရာကြီးတွေမပါဘဲလူအားနဲ့သာကေဇရီလုပ်နေရတာကြောင့်ကုညီကေဇရီတွေထပ်မံလိုအပ်နေတယ်လို့ဒေသခံပြည်သူတွေနဲ့ပရဟိတကေဇရီသမားတချို့ကပြောထားပါတယ်ခင်ဗျ ုတခါဆက်ချင်တာကတော့ဒိုင်းနိုင်ငံအတွင်းလစ်လက်သွားတဲ့ကမ်ဘောဒီးယားအလုပ်သမားတွေရဲ့နေရာမှာမြန်မာအလုပ်သမားတွေကိုထိုင်းလုပ်ငန်းရှင်တွေကအစားထိုးခန့်အပ်လာတယ်လို့ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီပေးနေသူ AAC ကိုရဲမင်းကရန်ကုန်ခေတ္တကိုပြောပါရယ်လက်ရှိထိုင်းနိုင်ငံမှာအထောက်အထားအစုံလင်ရှိတဲ့မြန်မာအလုပ်သမားတွေအနေနဲ့စမခမပေးရဘဲရှောက်ထားနိုင်တဲ့အလုပ်တွေပါရှိလာသလိုကမ်ဘောဒီးယားအလုပ်သမားတွေရဲ့နေရာမှာ မြန်မာလူထုမှဒရီကိုပြောင်းလဲခန့်အပ်တဲ့လုပ်ငန်းစဉ်တွေဟာလေရှုပ်ထွေးမှုမရှိဘဲလွယ်ကူရွရှင်းတယ်လို့ကိုရဲမင်းကပြောပါတယ်။ဒီအပိုင်းမှာတဲ့ထိုင်းနိုင်ငံကကြက်သားယုံတရုံမှာဆိုအဲဒီကထွက်သွားတဲ့ကမ္ဘောဒီးယားအလုပ်သမားတွေနေရာမှာအစားထိုးခန့်အပ်ဖို့မြန်မာအလုပ်သမား600ကျော်ကိုခေါ်ယူခဲ့ပြီးထိုင်းနိုင်ငံမှာအလုပ်လက်မဲ့ဖြစ်နေတဲ့မြန်မာအလုပ်သမားတွေတွားလျှောက်ကြတဲ့အခါလစ်လက်နေတဲ့အယောက်600ကျော်စာလုံးအလုပ်ရသွားကြတာတွေရှိတဲ့အပြင်တခြားထိုင်းနိုင်ငံအတွင်းကစစ်ရုံတွေမှာလည်း လစ်လက်သွားတဲ့ကမ္ဘောဒီးယားအလုံသမားတွေနေရာမှာမြန်မာအလုံသမားတွေအစားထိုးခန့်အပ်တာတွေရှိတယ်လို့ AC ကိုရေမင်းကရှင်းပြထားပါတယ်။လက်ရှိမှာတော့ထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံကြားပဋိပက္ခတွေကြောင့်ထိုင်းနိုင်ငံအတွင်းအလုံလုံကန်နေတဲ့ကမ္ဘောဒီးယားနိုင်ငံသားတွေဟာအလုံးရင်းနဲ့နေရပြန်သွားတဲ့အတွက်အဲ့ဒီလစ်လက်သွားတဲ့နေရာတွေမှာမြန်မာလူထုမာတွေကိုအစားထိုးခန့်အပ်ဖို့ထိုင်းလုပ်ငန်းရှင်တွေကလှုပ်ဆောင်လာတာဖြစ်တယ်လို့လေလူထုမာအရေးဆောင်ရွက်နေတဲ့သူတွေကပြောထားကြပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ဒါကတော့ရောင်ခစ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ